မုဒိတာမုဒိတာဆိုတာကြီးပွားတိုးတက်နေတဲ့အောင်မြင်နေတဲ့ပုဂ္ဂိုလ်ချမ်းသာတဲ့ပုဂ္ဂိုလ်အတွက်ဝန်တာနိုင်တာမုဒိတာမောမြတ်တဲ့သတ်စင်တယ်သူကခြေလစီလို့ခေါ်တယ်အိတ်တာမနာလို့မရှုစိတ်မရှိဘူးကြီးပွားတာကိုဝန်တာတယ်ဆိုတဲ့ဆိုပါစို့လူတယောက်အောင်မြင်လာပြီဆိုရင် congratulation လုပ်နိုင်တာပေါ့တကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်တယ်မုရိတာသူနဲ့ခတ်ဆင်ဆင် အကုသိုလ်တရားတစ်ခုကပါတော့ဆိုတယ်ပဟာတလို့ဆိုတယ်အကုသိုလ်တရားအဲ့ဒီပဟာတကြတော့အားကျပြီးတော့ဝမ်းသာတာမျိုးလောဘနဲ့ရှင်ပြီးတော့ဝမ်းသာတာမျိုးဖြစ်လာ လောဘနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ဘာသာတရားကမောမြတ်တန်ဆင်တဲ့ဝန်တံမှုလှည့်စားသွားတတ်သေးတယ်ဒီလိုဆိုတာနော်အဲ့တော့မုရိတာဖြစ်ပွားပြီဆိုလို့ရှိရင်ဇလစီလို့ခေါ်တဲ့အိတ်တာကင်းခွာသွားတဲ့သဘောဒါမှန်ကန်အဲ့ဒီလိုအောင်မြင်မှုအပေါ်မှာတတမှုလိုချင်မှုတွေနဲ့ ဝန္တမှုတွေဖြစ်လာပြီဆိုလို့ရှိရင်ကတော့ပဟာပဆိုတဲ့အကုသိုလ်တရားဝင်လာတာပဲတဲ့မုဒိတာရောင်ဆောင်ပြီးတော့သူကပဟာပတရားကဝင်ရောက်ပြီးတော့လှည့်စားသွားပြန်ပြီအဲ့တော့တဘာဝအစိမ့်မှဖြစ်တဲ့မုဒိတာကိုမရလိုက်ပဲနဲ့ဘာရတော့ဆိုပဟာပဆိုတဲ့အကုသိုလ်တရားဖြစ်သွားပြန်တွေ့ရလှည့်စားမှုလို့ဒီလိုဆိုလိုတယ်နော်